ဆက်ပြီးတော့သွားကြရအောင်ဗျာနော်တတိယမြောက်မင်္ဂလာကဘာတဲ့တုံးပူဇာစာပူဇာနေယနာနော် ပူဇာစာပူဇာနေယနာပူဇာနေယနာပူဇော်သင့်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တို့ကို ပူဇာစာပူဇော်ရခြင်းဒီ၎င်းနော်အဲ့ဒီလိုပူဇော်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာပဲတဲ့အဲ့တော့ဦးဇင်းတို့ပူဇော်သင့်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေလဲ ယတနာမြတ်သုံးပါမိဘဆရာသမားကိုယ့်ရဲ့အကိုအမကိုယ့်ရဲ့ဦးလေးဒေါ်လေးနော်အသက်အားဖြင့်ကြီးတဲ့လူဂုံအားဖြင့်ကြီးတဲ့လူလို့အကြံဉာဏ်ပြောရမယ်ပေါ့နော်အဲ့ဒီနေရာမှာပိသက်ပေါင်းတော်တို့ဘာကြောင့်ဒီပုဂ္ဂိုလ်တွေကိုပူဇော်ရတာလဲဟိုစဉ်းစားရမယ်စဉ်းစားရမယ်မစဉ်းစားလို့တော့မဖြစ်ဘူးနော်ဘာကြောင့်ပူဇော်ရတာလဲဒီနေရာမှာဦးရှင်တို့ပိသက်ပေါင်းတော်တို့ဂုံကြီးစုဆိုတဲ့စကားလေးကိုနည်းနည်းစဉ်းစားပါဂုံရဲ့ကြီးစုရဲ့ ဂုံဆိုတာကသူ့သူကိုကောင်းနေတာဒါဂုံရှိနေဆိုကြပါစို့မြတ်စွာဘုရားမှာဘလို့မှဥရှင်တို့ပြောလို့မကုံနိုင်တဲ့ဂုံတွေရှိတယ်နော်အဲ့ဒါလိုပဲတရားတော်မှာဂုံရှိတယ်တန်ခါတော်မှာဂုံရှိတယ်နော်တခြားလည်းပဲမိမိပေါ်မှာကျေးဇူးမရှိပေမဲ့လို့ဂုံရှိနေတဲ့လူတွေရှိတယ်ဂုံဆိုတာကလူသားမနားလေထားတဲ့ဟုတ်လားမြင်နိုင်တဲ့သိနိုင်တဲ့ငွေကြီးတို့ဟုတ်လားအစရှိတဲ့လောကီဂုံတွေကိုဆိုလိုတာမဟုတ်ဘူးနော်တခက်မြင့်မြတ်စင်ကြယ်တဲ့တန်ဖိုးရှိတဲ့ ဂုံအစ်စ်တွေကိုဒီနေရာမှာပြောတာတဲ့တဲ့ပြောရင်တော့သီလသမารိပညာပေါ့ဒါဂုံပါပဲဟုတ်လားအဲ့ဒီဂုံရှိတယ်ဆိုရင်ဂုံရှိနေခြင်းဒီပင်လေအဲ့ဒါပူဇော်တိုက်တယ်ဂုံရှိတဲ့လူကိုပူဇော်ရခြင်းဒီကို့မှာအများကြီးအကျိုးရှိဦးဇင်းတို့မိတ္တမောင်သူတော်ကောင်းတို့ဂါထာလေးတစ်ပုဒ်ကိုမကြာခဏဘုန်းတော်ကြီးတွေညွတ်တာကိုကြားဖို့မှာပါအဘိဝါဒနာတိလိတ္တနိစ္ဆာဝဒံပစာယိနောသတ္တရောဓမ္မဝဋ္ဌံတိအာယုဝံနောဒုက္ခပလံတဲ့နော် တချို့ရှုပေးပြီဆိုရင်ဒီကထာလေးရွတ်တာမရှိဘူးလားရှိတယ်။အဘိဝါဒနာတိလိတ္တနိစ္ဆံဝဋ္ဌပစာယိနောသတ္တရောဓမ္မဝဋ္ဌံတိအာယုဝန္တောဒုက္ခံပလံ။အတိဘေကဗာလေ။ဂုံအားဖြင့်ကြီးမြတ်ကြတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ရခြင်းတိအာယုဝန္တောဒုက္ခံပလံ။အာယုအသက်လည်းပူပြီးတော့ရှည်လာနိုင်တယ်။ဒါပြိစုံပံကံနဲ့ထောက်ပံလို့တိုးတက်လာတဲ့အနေအထားကိုပြောတာနော်။နော်။အာယုတဲ့။ ဝန်နာတဲ့အရှင်းလဲပို့ပြီးတော့ကြည်လင်လာနိုင်တယ်။ဒုက္ခချမ်းသာမှုကိုချမ်းသာမှုစိတ်ချမ်းသာမှုလည်းရမယ်။ဘလတဲ့ခွန်အားစိတ်တည်းရဲ့ခွန်အားခန္ဓာကိုယ်ရဲ့ခွန်အားတနည်းအားဖြင့်ပညာခွန်အားဒီခွန်အားတွေလည်းရလာနိုင်တယ်။ဒါမျိုးဆိုဗျာကိုတော်တိုင်ဟောထားတာနော်။ဒါကြောင့်ဂုံရှိတဲ့ပုံကိုယ်တွေဟာဘာကြောင့်ပူဇော်တိုက်တာလဲဆိုရင်အဲ့ဒီဂုံရှိလို့မှုကိုပူဇော်တိုက်တာပဲ။ကုန်းရှိမှန်းသိရပြီဆိုရင်ဒကာသမားတို့ဦးဇင်းတို့စိတ်ထဲကမြင်နိုးတဲ့သဘောလေးကတော့ဖြစ်ပြီးသားပဲ။ အဲ့ဒီမြင်နိုးတယ်ဆိုတာကိုကစားဒါပူဇော်ခြင်းတမျိုးပဲမဆိုနိုင်ဘူးလားဟာဒီပုဂ္ဂိုလ်ကအကျင့်တီလာသိကောင်းတာပဲဆိုစိတ်ထဲကကြီးလင်းသွားတယ်ဩတော်လိုက်တာဟောအဲ့ဒါမဖြစ်တာတော့မြင်နိုးသွားတယ်စိတ်ထဲကတန်ဖိုးထားသွားတယ်လေးစားသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုကပူဇော်ခြင်းတမျိုးလို့မဆိုနိုင်ဘူးလားဟာအဲ့လောက်နဲ့အာမရဘူးသူ့ကိုပေးအောင်မဲကျွေးအောင်မဲအာတင့်ရဲ့ဂုံကိုကြီးညိုလို့ပါဆိုပြီးတော့တိတိမမပူဇော်မယ်ဆိုရင်တော့အတိုင်းထက်လုံကုသိုလ်ကောင်းမှုမရနိုင်ဘူးလားရနိုင်တယ် အဲ့တော့ဦးဇင်းတို့ဒီနေရာမှာတချို့ကြတော့လေဂုံတော့မရှိဘူးပေါ့လေကျေးဇူးရှိနေတာရှိဟောစဉ်းစားစဉ်းစားနော်ကျေးဇူးရှိနေတာရှိတယ်အဲ့ဒီကျေးဇူးနဲ့ပတ်သက်ပြီးတော့နောက်ဦးဇင်းတို့ဆက်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 ပြီးတော့ပြောမယ်မင်္ဂလာတွေထဲမှာကျေးဇူးသိခြင်းဒီလည်းပဲမင်္ဂလာဆိုပြီးတော့လာလိမ့်မယ်နော်အဲ့ဒါကတော့အဲ့ဒီကြမှာပြောတော့မယ်ဟုတ်လားအခုလောလောဆယ်ကတော့နော်ဂုံရှိတဲ့ပုံကိုယ်တွေကိုဘာကြောင့်ပူဇော်သင့်တာလဲလို့မေးရင်ဂုံဒီကောင်းမြတ်တဲ့အတွက်ကြောင့်မို့လို့တနည်းအားဖြင့် ပူဇော်တိုက်လို့မှုကိုပူဇော်ရတယ်လို့မြင့်နိုးတိုက်လို့မှုကိုမြင့်နိုးရတယ်လို့တံပိုးထားတိုက်လို့မှုကိုတံပိုးထားရတယ်လို့ရိုးရိုးလေးဖြေလိုက်ဖို့ပါပဲဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ပူဇော်တိုက်တဲ့အရာတွေကိုပူဇော်မယ်ဆိုရင်အကျိုးကျေးဇူးမရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာသက္ကဝတိတုတ်တံမှာလာတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ကိုယ်တဲ့အသက်ကုံကအပြင်ကြီးတဲ့ပုံကိုယ်တွေနော်ယတနာမြတ်သုံးပါးကိုမဆိုထားနဲ့ယတနာမြတ်သုံးပါးကတော့ဒါအကြီးကျယ်ဆုံးပူတော်လိုက်တဲ့အရာပေါ့နော်အေကိုရဲ့မိဘတွေဆရာသမားတွေအကိုကြီးဦးကြီးဟုတ်လားအဲ့ဒါလိုအသက်ကုံကအပြင်ကျေးဇူးအပြင်ကြီးမြတ်တဲ့ပုံကိုယ်တွေကိုပူဇော်ရလို့ရှိရင်ဘာဖြစ်တော့လဲပူဇော်တဲ့ပုံကိုယ်ကလည်းပဲမေတ္တာစေတနာကိုအရင်ခံထားမှပူဇော်လို့ကဖြစ်တာဘူးမေတ္တာစေတနာမရှိဘူးဆိုရင်ပူဇော်မှုဆိုတာဘလို့လို့ဖြစ်နိုင်တကယ်လို့ဖြစ်တယ်ဆိုရင်လည်းအဲ့ဒါအတုအယောင်လို့ပဲဆိုရဟုတ်ရဲ့လား မေတ္တာစေတနာမပါဘူးဆိုလို့ရှိရင်ပူဇော်မှုဟာအနှစ်သာရရှိနိုင်သလားမရှိနိုင်ဘူးအဲ့လိုမေတ္တာစေတနာရင်းခံပြီးတော့ပူဇော်ပြီးဆိုရင်အပူဇော်ခံရတဲ့ပုံကိုယ်ကလည်းပဲနော်လူကြီးတွေဘက်ကလည်းပဲပေါ့တဲ့တဲ့ပြောရရင်သူတို့ကလည်းဘာဖြစ်မလို့ဆိုမေတ္တာကရုဏာပြန်ပြီးတော့ဖြစ်မယ်ဩတော်လိုက်တာတိတက်လိုက်တာဘာပြောကျင်တာတော့ဦးရှင်ကပူဇော်တဲ့အလုတ်တစ်ခုသည် ပူဇော်သော ပုံကိုယ်ရော အပူဇော်ခံရတဲ့ပုံကိုယ်ကပါမေတ္တာတွေစေတနာတွေကရုဏာတွေဆိုတဲ့ ကောင်းတဲ့စိတ်ဓာတ်တွေဖြစ်လာတယ်ဆိုတာဘယ်လိုမှမငင်းနိုင်အဲ့ဒီစိတ်ဓာတ်တွေဟာဓာတ်သဘာဝတွေဟာကိုမမြင်ရပြီမလို့ပတ်ဝန်းကျင်လောကကြီးကိုပြန့်နှံ့မှုရှိတယ်တဲ့နော်တကယ်ကြီးဒီမိုင်းမြဒါကဦးဇင်းတို့ကတော့ယုံကြည်ပါတယ်ယုံကြည်မှုနဲ့ပြောတာပါသို့တော့ကိုကိုယ်တိုင်မျက်စိနဲ့မြင်ရနဲ့မြင်ရနိုင်ကောင်းတဲ့အရာတွေတော့မဟုတ်ဘူးပေါ့သို့တော်လည်းပဲစိတ်ဓာတ်ရဲ့သဘာဝဟာပတ်ဝန်းကျင်လောကကိုရိုက်ခတ်တယ်ဆိုတာကတော့ယုတ်တိဦးဇင်းတို့သဘာဝကြကြတွေးကြည့်ရင်လည်းဒါဘယ်လိုမှညင်းလို့မရဘူးဆိုကြပါစို့ အလွန်အမင်းစိတ်ချမ်းသာနေတဲ့ကြီးလင်းနေတဲ့လူကိုမြင်ရင်ကိုယ်လည်းပဲစိတ်ချမ်းသာမှုတက်ဟာရောက်လာတယ်။ဘာဖြစ်လို့အဲ့ဒါလိုရောက်လာလဲဒါစဉ်းစားပါ။ဟာအမြဲတမ်းတကြူးစုတပူပူနဲ့စိုးရိမ်မှုနဲ့ပူလောင်မှုနဲ့လူကိုမြင်ရရင်စိုးရိမ်မှုပူလောင်မှုဓာတ်တွေကရောက်မလာဘူးလား။ရောက်လာတယ်။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့ဟိုစာအုပ်တုပ်ထဲမှာတွေ့ဘူးတယ်။နော်။အလွန်စိတ်ချမ်းသာစွာနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပတ်ဝန်းကျင်မှာအလွန်စိတ်ချမ်းသာတဲ့အကောင်းတဲ့အနေအထားတွေရှိနေတယ်ဆိုတဲ့အကြောင်း။ဟုတ်ရဲ့လား။ထပါတော်လေဒါတွေကိုပြောရင်အလွန်ကျေဝင်းပါတယ်။ တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကပူဇော်မေဆိုလို့ရှိရင်ပူဇော်သောပုဂ္ဂိုလ်ရဲ့အပူဇော်ခံရသောပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက်စီကနေကောင်းတဲ့ဓာတ်တွေဖြစ်လာတယ်ဆိုတဲ့အချက်ကိုပြောချင်တာအဲ့ဒါလိုကောင်းတဲ့ဓာတ်တွေဖြစ်လာတော့ဘာဖြစ်တုံဆိုတော့ယာတိဥဒုတွေကောင်းလာ၏တဲ့ဟောနော်တခါယူမိုက်မြတ်ယာတိဥဒုသည်အကြောင်းမျိုးစုံပေါ်မှာကောင်းမကောင်းဆိုတာမူတည်နေတယ်ဆိုတာကိုဓာတ်နာလေရပဲနော်ဒီတစ်တော်တွေပေါ်မှာမူတည်တဲ့အပိုင်းရှိမယ်ဒါကတော့သိနိုင်မြင်နိုင်တဲ့အကြောင်းပေါ့ဟုတ်လားအေးထပ်ပါတော့လေ အဲ့တော့ရာသီဥတုကောင်းလာရင်ဘာဖြစ်တုံးတိဏ္ဏနေဟာဩဇာရှိလာမယ်။နောက်ဒါကိုစားရတဲ့ပုံကိုယ်တွေဟာကျမကြီးပိုကောင်းလာမယ်အဟာရတတ်ပိုကောင်းလာမယ်။အဲ့ဒါလိုနီးနဲ့တတ္တလောကကြီးဟာပို၍စီပင်ဝံ့ပြောသောကျမကြီးကောင်းသောစိတ်ချမ်းသာသော နော်အကျိုးတရားတွေချမ်းသာမှုတွေဟူသောအကျိုးတရားတွေနဲ့ပြည့်စုံတဲ့တတ္တလောကကြီးဖြစ်နိုင်တယ်တဲ့။ဒါပြောထားတာရှိတယ်။ဒါကြောင့်ပူဇော်ရာခြင်းတည်ကိုမမြင်နိုင်တဲ့အကျိုးစီးပွားတွေရှိတယ်ဆိုတာကိုပေးတတ်ပေါင်းတော်တော်ကောင်းတို့နားလည်ကြဖို့မလိုဘူးလား။လို့တယ်။ တော့ဒီနေရာမှာဥစဉ်တို့ပူဇော်သင်းပူဇော်တိုက်တာကိုပူဇော်လို့ကောင်းကျိုးချမ်းသာကိုရတယ်ဆိုရင်မပူဇော်သင်းမပူဇော်တိုက်တာကိုပူဇော်နေကြတာတွေကိုဘယ်လိုလုပ်မလဲလို့ဟောဒီတစ်ချက်ကိုစန့်ကျင်ဘက်အနေနဲ့စဉ်းစားကြည့်ကြအောင်စို့နော်လောကကြီးမှာကအမျိုးမျိုးရှိတာလို့နော် တက္ကသမတို့ဥစဉ်တို့တကယ်ကိုဂုံရှိလို့တကယ်ကိုပူဇော်သင်းလို့ထုတ်လွန်းလို့တန်ဖိုးရှိလွန်းလို့တန်ဖိုးထားရတာဆိုတာကကောင်းတယ်လေတန်ဖိုးမရှိပါဘဲနဲ့ တန်ဖိုးရှိတယ်လို့မှမှယဉ်ယဉ်ထင်ပြီးတော့တန်ဖိုးထားနေရတာကြတော့မနစ်နာဘူးလားဒီချက်လဲစဉ်းစားတရားလို့တယ်နော်ဒါကြောင့်ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့ဇတ်တော်တွေထဲမှာဦးဇင်းတို့နင်ဂုဋ္ဌဇတ်ဆိုတဲ့ဇတ်တော်လေးတစ်ပုဒ်ရှိ